ရာဇဂျိုမြို့မှာဗိမိသာရမင်းတရားဆောက်လို့လှူဒန်းတဲ့ဝေလုဝန်ကျောင်းနောက်အဲဒီဆရာကြီးဇီဝကဆောက်လို့လှူဒန်းတဲ့အယက်တော်ကျောင်းအမ္ဘဝနခေါ်တယ်ဇီဝကလှူဒန်းတဲ့တယက်တော်ကျောင်းဘို့လို့အပြည့်စုံပြောရင်ဇီဝကမ္ဘဝနဒီလိုခေါ်အဲဒီဇီဝကဆိုတဲ့ ပုဂ္ဂိုလ်ဟာဈေးပညာမှာအလွန်ကျွမ်းကျင်တက်မြောက်တဲ့ပုဂ္ဂိုလ်တက္ကသီလံလို့ခေါ်တဲ့မြို့တော်ကြီးမှာဈေးပညာသွားသိအတတ်ပညာဆုံးလို့နေပြီးတော့ပြန်ကန်ဤတော့တိတာဗမောက္ခဆရာကသူ့ကိုဇာမုပ္ပယ်စစ်တာသွားမင်းထွက်သွားသစ်ပင်တွေလျှောက်ကြည့်မြက်ပင်တွေခြုံတွေလျှောက်ကြည့်ဈေးဘက်မဝင်တဲ့အပင်များတွေ့ရင်ယူလာခဲ့အဲ့ဒါဇာမုပ္ပယ်စစ်တာ ကြည့်လိုက်တာမြင့်ရောခြုံရောသစ်ပင်ရောဆေးမဲ့မဝင်တာတပင်မှမတွေ့ခဲ့ဘူးအဲ့ဒါပြန်လာပြီးတော့ဗာမောကကျုပ်ကိုပြောတော့ဗာမောကကျုပ်ကအေးအေးမင်းတကယ်တက်ပြီပြန်မေတော့ဆိုပြီးတော့ရာဇဂျိုပြန်လာရှားဇွေကရဲ့ဘဝကတပက်ကကြည့်ရင်လည်းပဲအဲ့ဒါစိတ်ထဲမှာဆုံးနစ်ဆရာအချက်ကလေးတွေသူ့မှာလည်းရှိဆုံးနစ်ဆရာဆိုတာက သူအမေဟာတာလဝတီလို့ခေါ်တယ်ပြည်တစာပြည်တစာကိုရတော့အဲ့ကိုလူမသိအောင်ဒိဋ္ဌိစိတ်ဖွာပြီးတော့မှဘာကစားကလေးကိုမိုက်ပုံနဲ့သွားပြီးတော့ပြည်တစာမှသူ့အမေကပြစ်ထားတာအဲ့ဒါမိုက်ပုံနဲ့မနဲ့ခင်းကြီးတွေကအသားလေးနီးနေတဲ့ကလေးလေးဘွားကစားကိုကြီးတွေအုံးနေတာ အကျိုးကြီးကလာထိုးတယ်ကလေးလေးကကြီးလေးလက်ကလေးကံ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 နဲ့လှုပ်တော့ကြီးတွေမထိုးရဲဘူးအဲ့ဒါကိုဗိမိသာရမင်းကြီးရဲ့သားတော်အဘယမင်းသားကအနနဲ့ခင်းလမ်းလျှောက်သွားရင်းနဲ့ဟာဟိုမှာကြီးတွေအုံနေတယ်အုံနေတယ်ဘာလဲဟိဘာလဲဟိသွားကြည့်ကြဆိုတော့သူ့လုံချုံကြီးအရာကြီးတွေသွားကြည့်တော့ဩမင်းသားအမိုက်ပေါ်မှာကလေးလေးဘွားကစားဟဲ့ဟဲ့အဲ့ဒါဆိုအသိရှင်သေးလားအသိရှင်သေးလား သက်ရှင်သေးလားဆိုတဲ့ဇကားကဇီဝတိတိကိဇီဝတိတိကိဒါအဲ့တော့ပြန်ပြောတဲ့ဇီဝကောဇီဝကောအသက်ရှိသေးတယ်အသက်ရှိသေးတယ်ဒါဆိုကောက်ခဲ့ကောက်ခဲ့ဆိုပြီးတော့အဖေမင်းသားကမွေးထားအဲ့ဒါနဲ့ဒီကလေးဇီဝကဖြစ်တာပြီးတော့မှအဖေမင်းသားကတက်ကသူပို့ပညာသင်တော့အိုးဆေးပညာတပည့်ကံကတက် အဲ့ဒီသူတတ်တဲ့ရှင်းပညာနဲ့မြတ်စွာဘုရားကိုရှေးကုတာတဲ့ဘုရားရှင်ကိုယ်တော်မြတ်တခုသောနေ့မှာဝင်းဒီအကြီးအကျယ်ချုပ်ပြီးတော့လေးဘက်ချုပ်ပင်မနေတာကိုကောင်းမွန်စွာဆေးတိုက်မြတ်စွာဘုရားကျမ်းမှန်ခြင်းသို့ကောင်းစွာရောက်ပြီးတော့ယောဂါပြောက်အဲ့ဒီတော့ဘုရားကိုယ်တော်မြတ်ကိုင်းမမမကျမ်းပြေတော့ကဝတ်တဲ့သင်္ကန်းစွန့်လိုက်ပါဗျာတပည့်တော်သင်္ကန်းအသိလှူမယ်ဆို အရနလန်တာတဲ့နေ့မှာသူသင်္ကန်းသည်တဆုံသွားလှူတာကာသိတိုင်းဖြစ်နုညံ့တဲ့သင်္ကန်းကလေးရသော်ဘုရားကအဲ့ဒီသင်္ကန်းလာလှူတဲ့အချိန်မှာဆရာစီဝကကိုသင်္ကန်းလှူတဲ့တကားကိုစေကုတဲ့တကားကိုဘုရားကတရားဟောတာသောတာပန်ဖြစ်သောတာပန်ဖြစ်လေပြီးတော့ဘုရားနဲ့တန်တာကိုငါတစ်သက်လုံးစေပညာနဲ့ပြုစုတော့မယ်ဆိုပြီးတော့ <laughs> မင်းမင်းသာရဘယင်ကြီးကသူ့ကိုဆုလက်အဖြစ်နဲ့ပေးထားတယ်။တရဲ့ဥယင်ကြီးတစ်ခုလုံးကြောင်းတိုက်တယ်ပြီးတော့မရလှူတော့ဘုရားနဲ့သာသာတော်အတွက်ဟဟလားတန်ဃာတော်တွေအတွက်ဆေးတကာလည်းဟုတ်တယ်။ကြောင်းတကာလည်းဟုတ်တယ်။ပစ္စည်းလေးပါးတကာလည်းဟုတ်သာသနာမှာဒီလောက်ဘုဒ္ဓံနဲ့တကာတယောက်မင်းမင်းသာရမင်းတရားနန်းရွာစံပြီးတော့အဇရသမင်းရဲ့ထံမှာ ဆက်လက်ပြီးတော့ဈေးပညာနဲ့ခစားတယ်